ီကလေးတန်းอยู่ပါလို့မတော့ပြောချက်ပါတယ်။ဒါမှ generation gap တိတ်ပဲဖြစ်မှာပေါ့နော်။တည်င်းလေးတွေတော့ထွက်နေတာပေါ့နော်။ဒါမဲ့ကိုရီးယားလည်းပြိသက်လိုမျိုးပဲပေါ့နော်။ပြန်ပြီးတော့ဟုတ်တာလားမဟုတ်တာလားကောလာဟလာလားဆိုစောင့်ကြည့်နေတာပေါ့။အခုတကယ်ဖြစ်သွားတဲ့အတွက်ဝမ်းသာပါတယ်။မစောင့်ကြည့်ရတဲ့အတွဲထဲမှာလည်းပါတယ်။ပါတယ်ပါတယ်။ဟိုအမတော့လည်းအခုအပြင်းလူလိုဖြစ်သွားတော့လေ။တည်င်းတွေတက်လာရင်ဟုတ်တာလားမဟုတ်တာလားဆိုတော့အဲခါကျပြင်းပြင်းနားဆွရတာပေါ့နော်။ အလားဆိုရတော့အမှန်ဆိုတော့အဝန်းစားပါတယ်လို့ကိုမတို့လည်းကိုချစ်တဲ့သူနဲ့ယူခဲ့တာဆိုတော့လေအဲ့လိုကိုချစ်တဲ့သူအိမ်ဆောင်ဘက်တွေနဲ့ပေါင်းဖက်ရတဲ့စုံလွဲလေးတွေပို့ပြီးဝန်းစားပါတယ်အခုလိုမျိုးချစ်တဲ့သူနဲ့အဲပေါင်းဖက်ရတဲ့အတွက်ဝန်းစားပါတယ်ဒီလင်းဒီမြအိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေတသားမိမိလေးလည်းမွေးနိုင်ပါစေ ိုင်မယ်ဆိုတင့်တယ်တာလိုင်းလီစိန်ပဲပေါ့ဟဲ့ဝေးအမေနဲ့ကတနေ့ကတွေ့တော့ဒီကျောင်းမှာပဲတွေ့တော့အာမတို့ဒီကျောင်းလူရှင်တွေဆိုတော့အဲပိတ်လိုက်လို့မတို့လည်းလာတာပါအာရမ်းချစ်စရာကောင်းပါတယ်အမတို့ကစိုးပြင်းနေကြတော့အမတို့ကတိတ်နေရိုက်ဖြစ်ဘူးပေါ့နော်ဆန်နီမြင့်လွင်လို့နဲ့ကြတော့မတို့တူတူရိုက်ခဲ့တာဆိုတော့စိုးပြင်းကအဲ့တော့တော်တော်ငယ်သေးရတယ်တနေ့အာအခုလိုမျိုးချစ်တဲ့သူနဲ့အဲပေါင်းဖက်ရတဲ့အတွက်ဝမ်းသာပါတယ် ဒါဒီလင်းဒီမရအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေတတမမီလေးလည်းမွေးနိုင်ပါစေအမနဲ့သူနဲ့တိတ်မဆုံပြေဘူးမအဒီမြို့ပြနာလောကနားတဲ့အချိန်ကြတော့မှသူတို့တွေကရိုက်နေတာဆိုတော့လေအမဟိုအမအိမ်အောင်ကြပြီးနောက်ပိုင်းမှာတိတ်မရိုက်တော့ဘူးလေအဲဒီပုတ်ခင်းတာကတော့ဒရာမတ်တာတို့အဲဟိုဟာဒီဒီတို့နဲ့ပုတ်ခင်းခဲ့တာပေါ့နော်သူပြင်းနေကြတော့အပြင်မှာတိတ်ပြီးတော့ဟိုတွဲမရိုက်ဘူးဟုတ်တယ်ကောင်းပါတယ်အခုလိုမျိုး ဟိုသူတို့သတင်းလေးတွေတော့ထွက်နေရပါတော့ဒါပေမဲ့ကိုရီးယားလည်းပြိသက်လိုမျိုးပဲပေါ့နော်ပြန်ပြီးတော့ဟုတ်တာလားမဟုတ်တာလားကောလာဟလာလားဆိုစောင့်ကြည့်နေရပါအခုတကယ်ဖြစ်သွားတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်မစောင့်ကြည့်ရတဲ့အတွက်တွေမှာလည်းပါတယ်ပါတယ်ပါတယ်ဟိုအမတော့လည်းအပြင်းလူလိုဖြစ်သွားတော့လေသတင်းတွေတက်လာရင်ဟုတ်တာလားမဟုတ်တာလားဆိုတော့အခါကျပြင်းပြင်းနားဆွရတာပေါ့နော်နားဆွရတော့အမှန်ဆိုတော့ဝမ်းသာပါတယ်လို့ဟောဝမ်းသာပါတယ်ဟိုဒါဟိုတန်းငယ်ဆိုလို့ရှင်လို့ရှင်လဲဒါဟိုပါပေါ့နော် အိမ်တော်ပြရမယ့်အရွယ်ရောက်နေပြီပေါ့နော်ပြီးကလေးတန်းอยู่ပါလို့မတော့ပြောချင်ပါဘူး။ဒါမှ generation gap တိတ်ပဲဖြစ်မှာပေါ့နော်။သူတို့တွေကလည်းဆရာတော်ဖိုးခွေတဲ့သူတွေဆိုတော့လေဒီเจ้าမမင်္ဂလာဆုံးပြတော့ကောင်းပါရဲ့ဟောအမကတော့ဝမ်းသာပါတယ်။အိမ်တော်ကြီးကတော့ထီထိုးသလိုပါပဲပေါ့နော်။အဲဒီကတော့ချစ်တာပဲကိုကိုချစ်လို့ပဲယူယူမိဘသဘောတူလို့ပဲယူယူအဲကို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 တိုင်းလည်းကောင်းဖို့လိုသလိုကံတရားနဲ့လည်းအများကြီးစိုက်ပါတယ်။အဲ့တော့ကိုချစ်တဲ့သူနဲ့ပေါင်းဖက်ရတဲ့အတွက် ဟိုမားတို့လည်းကိုချစ်တဲ့သူနဲ့ယူခဲ့တာဆိုတော့လေအဲ့လိုကိုချစ်တဲ့သူအိမ်ောင်ဘက်တွေနဲ့ပေါင်းဖက်ရတဲ့စုံလွဲလေးတွေ့ပို့ပြီးတော့ဝမ်းသာပါတယ်ကျေးဇူးပါမဟာကျေးဇူးပါ